အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကိုတန်းချိတ်ထရိနီကလပ်မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒါကတော့ကျွန်တော်ရှိတဲ့ပကံဝိုင်းထဲမှာလူတော့မရှိပါဘူးဗျကျွန်တော်ထိုင်တဲ့နေရာလေးကပြိုသွားတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဘေးနားလေးမှာပဲရှိတဲ့နေရာလေးမှာထိုင်ပြီးမှဒီကြောက်လေးကိုတသိန်းခွဲနဲ့ရခဲ့ပါတယ်ဗျအန်ဒီလိုအချိန်ကာလမျိုးကြီးမှာတော့ကျွန်တော်တောင်ပိုင်းတိမ်ပိုင်းလေးတွေပဲလုပ်ပြပေးပါမယ်ဗျ။ဘာလို့ဆိုတော့ပော့ပါပါပါနဲ့ရောင်းလို့ရတဲ့ရောင်းဝယ်လေးက ဒီတောင်းပိုင်းတိမ်ပိုင်းလေးရတွက်ပါတယ်ဗျဒီကြောက်လေးကနှစ်ပွင့်ကအတစ်စားပုံစံအထင်မြင်တွက်ကြအောင်ကျွန်တော်အဲရိုးရှင်းပါတယ်ဗျဒီကြောက်လေးကတော့အထင်မြင်ပါအတွက်ဒေါင်းစိတ်လိုက်တယ်ကျွန်တော်တို့ရှင်းနေကျွန်တော်တို့ဒေါင်းမကြပုံမကြလေးကိုကျွန်တော်ရှော့ပြီးမှကျွန်တော်တွေးလိုက်တဲ့အချိန်မှာဒီရဲ့ကာလာလေးက အရေးပန်းကာလာလေးပေါ့ဗျာသူကကြောက်စီကြောက်သားလေးရလဲပြောစရာမလိုပါဘူးကျွန်တော်ဝယ်တဲ့အနေထားတစ်ခုမှာတော့ကြောက်စီလေးပါမယ်ကြောက်သားလေးတွေတင်းရမယ်အရေးခံအဝါခံကင်းတော့ရပါပြီဗျာဒါကတော့နေအတွက်လှုပ်တဲ့အတွက်ကြောင့်ပုတ်ပုတ်ပါပါလေးပါပဲကျွန်တော်ဝိုင်းထဲမှာတော့လူကတိတ်မရှိသေးဘူးဒါပေမဲ့ကျွန်တော်ရှိတဲ့ဈေးကွက်ထဲမှာရအောင်အလုပ်လုပ်နေပါတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ပတ်စံရှိတဲ့လူတွေကတော့မပြောလို့ပါဘူးကျွန်တော်တို့တနေ့လုံးမှတနေ့စားတဲ့လူတွေကျွန်တော်တို့အခြေခံသဘောတရားနီးနဲ့လာလှုပ်တဲ့လူတွေကတော့ တောင်းရင်တိန်တောင်းရင်တိန်နေလုံးလို့ရမယ်ကျွန်တော်တို့တသိန်းနှစ်သိန်းချက်ပိုင်းလေးတော့လုံးလို့ရပါတယ်ဗျဒါကတော့ကျွန်တော်အဲဒီ အခြေခံလူတန်းစားတွေလုံးမဲ့အနေထားတစ်ခုကိုကျွန်တော်ကြောက်ဝိုင်းထဲမှာပြောပြခြင်းဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်ပြီးသွားတဲ့အနေထားလေးမှာကျွန်တော်တွေးတယ်ကျွန်တော်တို့အတစ်ဆမှာတော့တိုက်လို့မရတော့ပါဘူးဗျလူမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့အတစ်ဆကိုအတစ်ဆကိုဝယ်ပြီးမှအတစ်ဆပြန်စင်နေအရင်တော့ဆိုရင်အရင်တော့အချိန်နေဆိုတော့ရောင်းလို့ရရပေါ့ဗျာဒီအချိန်နေကာလာကြီးမှာတော့ကျွန်တော်တို့အပွင့်ဖြစ်မှာပဲရောင်းလို့ရပါမယ်ဗျဒီကြောက်လေးကိုဝယ်ရင်းစည်းကကျွန်တော်တသိန်းခွဲနဲ့ဝယ်ခဲ့တဲ့နေရာမှာကျွန်တော်တို့ အဲကြောက်တဲ့အမှတ်တွေပါရောကောင်းတော့တော့ဗျာကိုထင်ထားတဲ့မှတ်ထက်တော့မကောင်းလာဘူးပေါ့ဒါပေမဲ့နည်းနည်းပါးပါးသူ့သူ့ကြောင်တဲ့သူ့ဈေးတန်းတစ်ခုတော့ကောင်းပါတယ်ဗျာကျွန်တော်ပြန်ရောင်းတဲ့အချိန်မှာဒီကြောက်လေးက3သိန်းခွဲလောက်တော့ရပါတယ်ပေါ့ဒီကြောက်လေးကတော့ကျွန်တော်2သိန်းလောက်တော့မြတ်သွားပါတယ်ဒါကတော့ကျွန်တော်ဒီဝိုင်းထဲမှာအခြေခံလူတန်းစားပဲလာလာကျွန်တော်ပတ်စံရှိတဲ့လူကတော့မပြောလို့ပါဘူးအခြေခံလူတန်းစားတွေအတွက်ကတော့ကျွန်တော်တောင်းကြီးသိန်းလေးတွေတော့ရောင်းလို့ရမယ်အရောင်းဝယ်ကတော့အဲလုတ်ကိုလုံးမရတဲ့လူကတော့ဝိုင်းလာလို့ရပါတယ်ဗျအဲဒါကတော့မဖြစ်မနေပေါ့ဒါ အဲတနေ့လုံးတနေ့စားသွားမဲ့လူတွေကတော့အဆင်ပြေပါတယ်ပတ်စံရှိရတဲ့လူတွေငွေအောင်းနိုင်တဲ့လူကတော့ဒီအချိန်မှာဝယ်လို့ကြောက်တိကောင်းနေပါတယ်ဗျဒါလေးလာပြောခြင်းဖြစ်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့ရက်လေးတွေကြော်ရှင်နိုင်ကြပါလိကက်ကြီးဘေးမှလည်းကင်းဝေးနိုင်ပါစေလို့ကျွန်တော်ဒီနေ့ကနေပြီးမှပြည့်တဲ့ကြအားလုံးဆုတောင်းပေးလိုက်ပါတယ်ဗျယေရှုတင်ပါတယ်ခင်ဗျာ